်င်္ဂလာပါဗျာအဲကျွန်တော်ဒီနေ့နည်းနည်းပေါ့နော် remind ပေါ့ဗျာတရားဟောတာမဟုတ်ပါဘူးတမန်ကျမ်းစာကိုပဲ interpret လုပ်တာကျွန်တော်နှစ်ချင်းခရိယာမှာဒုတိယမျိုးချင်းခံပြီးတဲ့မီယိုဖလာ generation 40မြောက်ဒုတိယမျိုးချင်းခံပြီးတဲ့မီယိုဖလာနှစ်ချင်းခရိယာဖြစ်ပါတယ်အဲကျွန်တော်တရားဟောတာမဟုတ်ပါဘူးနားမထောင်ရင်ကြော်သွားဖို့နော် request လုပ်ပါတယ်အာဒါ တမာတရားနဲ့ဆိုင်တဲ့အဲတမာချမ်းစာကိုဆရာယူသန်ရေးတဲ့66ကျမ်းကိုသာအခါအားလို့ဆိုတော့အ내ပြန်တာမှားရုံနဲ့ဩဝါဒတွေထောက်ပြတာလေဒါသာလင်းဖြစ်ပါအာဒီနေ့ကျွန်တော်ပြောချင်တာဗျာမစီရင်နဲ့မစီရင်နဲ့ဆိုရဲနိုဒမင်းလေးတွေပေါ့ဗျာအဲနိုဒမင်းလေးတွေဆိုရင်လည်းအဲ68ရာခိုင်နှုန်းကနိုဒမင်းကြီးပဲဖြစ်နေတာပေါ့နော်အဲပြောပြနေတော့အများဟို ဟိုဘလို့ခေါ်မလဲဒိုးလူလေးများဆိုတလေဝေးလေးလေးဆိုအဲဝေးလေးလေးခရိယံက68ရာခိုင်နှုန်းဖြစ်နေတာအဲအဲ့ဒီမှာတရားဟောဆရာ68ရာခိုင်နှုန်းနေချင်းခရိယံတွေကိုအဲအရှင်းရင်းပြောရိုင်းရိုင်းပြောရင်စောက်တလွဲဟောနေတာငရေတရားအောင်ဟောနေတာအဲ့လားဖယဘွားဟောတယ်အဲယေရှုကခရစ်တော်မဟုတ်ဘူးဟောတဲ့ကောင်တစ်ဖွဲ့အဲဖယဘွားယေရှုကဖယဘွားဖယအပွားတစ်ပါးအဲခမဲတော်ကဖယဘွားဖယဘွားတစ်ပါး တန်ရှင်းသောဝိညာဉ်တော်ဖေဖေအပွားတစ်ပါးဖေဖေသုံးပါးပေါ့နော်ဖေသုံးပါးဖေကိုဖေပြန်တရားစီရင်အဲအဲ့လိုယေရှုကိုဖေဘွားကိုသူတို့အပြစ်တွေတင်ပြီးတော့ခမဲတော်ဖေဘွားရှိမှအဲတရားပြန်စီရင်အဲ့လိုဟောရဲကောအဲနှင်းချင်းခရိယန်နေနှင်းချင်းခရိယန်နေနော်ယေရှုကခရစ်တော်မဟုတ်ပါဘူးဆိုပြီးတော့ပူကဝင်စားခြင်းပေါ့ဗျာဘေးလာဇေဘူးလောက်ဝင်ပူးသလိုအင်ကာနေရှင်အဲ ခရစ်တော်ဟာယေရှုတည်းမှာအင်္ဂါနေ့ဝင်လို့တယ်ပေါ့ဗျာဘေးလေကောင်ဝင်ပူးသလိုပူးတယ်ဆိုပြီးဟောတဲ့ကောင်ကတစ်ဖွဲ့အဲအဲ့လိုဖျက်ပွားဟောတဲ့ကောင်အဖွဲ့နော်တက်တော်စွန့်ပြီးတဲ့နောက်မှာအမှုပြီးပြီလို့ပြောတယ် it is finished ဆိုတဲ့ဘုရားစကားအဲ့ဒါကိုစန့်ကျင်ပက်ပြုတယ်ဘုရားစကားကို it is finished ဆိုတဲ့စကားကို not finished ဆိုပြီးတော့အဲ overdrive မရဏအောင်သွားပြီးတော့တရားဟောပါတယ်မရဏအောင်သွားကြင်ညာရပါတယ် ကေတင်ချင်းကိုမရဏာတိသွားပြီးတော့အဲဝိညာဉ်ကသွားကျင်ညာပါလာဇရုထွက်ခဲ့လို့တခွန်းနဲ့ခေါ်တာပုံပြီးလောက်ထိုးနေတော့ပြီးလေးရရှိတဲ့လာဇရုကတင်းချိုင်းထဲကနေထွက်လာနော်အဲ့ဒီခရစ်တော်ကိုသူကတက်တော်ကြီးကိုစွန်ပြီးမရဏာသွားပြီးတော့ဝိညာဉ်ကတရားသွားဟောပါတယ်ဆိုတဲ့ခွေးစကားကိုယုံနဲ့ချီချီကျိုးရင်စားမဲ့ခရစ်ယာန်တွေကရှိသေးတယ်အဲအခွေးဟောင်းနေတာကျွန်တော်ကအဲ့လိုပဲခပ်ပြပြပဲပြောတယ်အဲ့ဒီလိုကြီး မဟုတ်တမ်းတရားပြောရင်တော့ကျွန်တော်တို့က not respect ပဲလား respect ဒီပါလာမပြောနဲ့မစီရင်နဲ့ဆိုတာအဲ့ဒါကိုပြောတာလာလာပြီးတော့ no domain 68ရာခိုင်နှုန်းခရိယံဝေလီလီခရိယံတွေကလာလာပြီးတော့အဲတရားမစီရင်နဲ့တရားမစီရင်နဲ့ဟောအာဖရာသခင်စီရင်လိမ့်မယ်ဖရာသခင်စီရင်လိမ့်မယ်ဟာမင်းတို့နော်ရေစကြည်လအနာဂတ်ကြံမင်းတို့ဖတ်ကြည့်ဦးနော်ဟာကင်းဆောင်ဆိုတာရှိတယ်တဲ့လား ဟမ်ကင်းဆောင်ဆိုတာရှိတယ်ကင်းဆောင်ဆိုတာကင်းဆောင်ပြီးပြီးမဟုတ်မဟတ်အမမှန်တဲ့တမာတရားမဟုတ်တာဆိုရင်ထောက်ပြထောက်ပြရတယ်အဲ့လူထိထိမိမိပြောရတယ်နော်မပြောလို့မရဘူးဘုရားသခင်စီရင်လိမ့်မယ်လို့ထားလို့မရဘူးဟောကင်းဆောင်ဆိုရင်ကင်းဆောင်ရှိတယ်ကင်းဆောင်ခံလာတယ်အဲ့ဒီကင်းဆောင်ကပြောဖို့ပြောရတယ်မပြောရင်အဲ့လူဆိုးရဲ့အဆက်ကိုအဲ့ဒီကင်းဆောင်ရှိရတောင်းမယ်နော်ဟာသူ့ဟာသူစီရင်လိမ့်မယ်ဘုရားသခင်စီရင်မရဘူး မပြောရင်မပြောတဲ့သူမှအဲ့ဒီလူဆိုးရဲ့အသက်ကိုတောင်းမှာအလျော်ပေးရမှာအဲအဲ့ဒါနော်ရည်စည်လာမှာဖတ်ကြည့်ကြနော်အချမ်းညွန်းတော့မပေးတော့ဘူးရှာဖတ်ကြည့်ကြနော်အဲ့တော့ဘာကြောင့်ဒီလိုဖျားလက်ခင်ဟာလူတွေကိုဟာလားဟာ အဲတချို့ကလည်းပြောရဲပေါ့နော်ဟိုနိုဒမင်းမှာများသောအဖြစ်ဒါပေမဲ့နိုဒမင်းနေလည်းလွတ်ထားလို့မရအောင်နိုဒမင်းဆိုပြီးလွတ်ထားလို့မရအောင်68ရာဂိုင်တို့အဲတရားဟောဆရာတစ်ချင်းတရားဟောဆရာနာမည်ကြီးတွေကနိုဒမင်းနဲ့တော့ဆိုးသေးတယ်ငရဲကိုပို့နေအဲအဲ့တော့နိုဒမင်းနေလာလာပြီးတော့တရားမစီရင်နဲ့တရားမစီရင်ဆိုပြီးလာလာဘုရားတခင်မစီရင်နဲ့မင်းကဘုရားမဟုတ်ဘူးဖေမစီရင်နဲ့နဲ့လာလာပြောနေအဲ့ဒီကင်းဆောင်ဆိုတာရေစကြီလောက်ဖတ်ကြနော်အလွတ်ချက်ထားကြ အရေးစကြေလာမှာသင်အသက်ကိုတောင်းပဲသင်ကတည့်ရတာနဲ့လမ်းမှားတယ်ဆိုတော့တည့်ရတာနဲ့လူโซကိုဟမ်ထောက်မပြဘူးမဆုံးမလို့အဲ့လူโซကအသက်ရှုံးလို့ရှင်အဲ့သူ့ရဲ့အသက်ကိုမင်းရှိကငါတောင်းပဲအဲအဲ့လိုနော်အဲ့တော့ဒါဖျားရှင်ရင်လဲဆိုပြစ်ထားလို့မရအောင်ဒီ system မှာဘာလဲဆိုတော့ဥပမာဗျာတော်တော်မျိုးတော်တော်မျိုးကိုဖျက်ဆီးပလိုက်တာနော်ပြင်မာတဲ့လူက အနေချင်းပေါ့နော်ဒါပေမဲ့ဘာလို့တစ်မျိုးလုံးဖြက်စည်းလိုက်တာလဲအဲအဲ့လိုဟိုစကနာထိုးတဲ့ဟိုငပိင်းနေရှိတာအဲ့ဒါပါလေဆိုအဲ့လိုမပြောတဲ့လူတွေပါဖြက်စည်းတာဟဲ့တဲ့လားဘုရားရှင်လေးမဲငါတို့နဲ့မဆိုင်ဘူးဆိုအဲ့မပြောတဲ့လူတွေကိုပါဖြက်စည်းပလိုက်တာဘာလို့မပြောတဲ့အတွက်ကြောင့်မှားရင်မှားတဲ့အကြောင်းထောက်ပြရမယ်တွောရမယ်အဲ့လိုမပြောဝဲနဲ့ငါတို့နဲ့မဆိုင်ဘူးဘုရားရှင်ရှင်လေးမဲလို့အဲ့လိုနေတဲ့သူတွေအတွက်ပါ တလားအဲ့တော်တော်မျိုးမှာအကုန်ဖြက်စီးပလိုက်တာဒါဘုရားသခင်မတရားတာမဟုတ်ဘာလို့လဲမပြောတဲ့အတွက်အဲ့ပြင်မာတော့ဘုရားသခင်ကိုပြင်မာနေတယ်ဆိုတော့ဖြည့်ရတာနဲ့မပြောဘူးထောက်မပြဘူးဟလားဟဲ့ဝေမဝေပါဘူးမကန့်ကွက်ဘူးအဲ့ကိုယ်နဲ့မဆိုင်ဘူးဘုရားသခင်ဆုံးမလိမ့်မယ်ဆိုပြီးအဲ့လိုနေတဲ့ခရံနေအားလုံးဟာတော်တော်မျိုးလို့တဲ့လားမင်းတို့မလုပ်ပြီနဲ့အဲ့လိုနှုတ်ဆက်နေတဲ့အတွက်မတရားမှုကိုမပြောဘဲနှုတ်ဆက်နေတယ်ပို့ကြောင် မင်းတို့ကရော်ပြီးဖျက်ဆီးတာဟဲ့သလားအဲ့ဒါတော်တုံမျိုးပဲတော်မူကကော်မောရာမျိုးဆိုအဲ့ဒါအဲအဲ့ ਨੋ ဒမင်းလေးတွေနဲ့နော်အာကိုယ်နဲ့မဆိုင်ဘူးမစီရင်နဲ့မစီရင်နဲ့နဲ့ပြောတဲ့ချိန်ပတိတို့ခရိယံချိန်ပတိတို့ကိုပြောတာပါခရိယံကိုပဲပြောတာပါ God bless you everybody နော်အဲ့တော့မဆိုင်နဲ့မဆိုင်လို့မပြောဘဲနှုတ်ဆက်နေတဲ့ကောင်တွေပါအဲ့ဒီပြင်မာတဲ့သူတွေနဲ့ရောပြီးတော့ဖြက်စီးခြင်းခံ တော်တုံနဲ့ကုံမောရလို့မဆိုင်ဘူးဆိုလို့နေလို့မရအောင်အဲ့ဒီ system မှာဘုရားသခင်ကအဲ့မဆိုင်ပဲငါတို့နဲ့မဆိုင်ဘူးကိုယ်မပြောနဲ့ပဲဘုရားသခင်စီရင်မှာပဲလို့နှုတ်ဆက်ပြီးတမန်တရားကိုသိရတာနဲ့မတရားမှုကိုသိရတာနဲ့မှားယွင်းနေကြောင်းဘုရားကိုလမ်းလွဲနေကြောင်းသိရတာနဲ့နှုတ်ဆက်နေတဲ့ကုံတွေအားလုံးကမလွတ်ဘူးမလွတ်ဘူးတော့အဲ့အဲ့ဒါတော်တုံနဲ့ကုံမောရမှာအအများကြီးပဲအဲ့ဒီ example တွေเนาะတစ်ချက်တစ်ချက်ပဲဆွဲထုတ်ပြလိုက်တာ အဲဒါတော့ပဲတော့အဲနှုတ်ဆိတ်နေနှုတ်ဆိတ်နေမင်းအပြည့်မလို့နှုတ်ဆိတ်နေသိရတာနဲ့နှုတ်ဆိတ်နေတဲ့ကောင်တကောင်မှအပြည့်မလို့ဘာလို့လဲအဲရေစကြီးလာမှာကင်းဆောင်တင့်ဟောကကင်းဆောင်ဖြစ်ထားတာနော်အဲ့ဒီလူမိုက်ကဘုရားသခင်စော်ကားတဲ့သူရဲ့အဆက်ကိုမင်းနှုတ်ဆိတ်နေတဲ့ဒူတိုင်းစီကနေတောင်းမယ် God bless you everybody လောက်ပဲနော်ကျွန်တော်နေချင်းဂရင်းရမှာအဲ God bless you everybody